ဒီကနေ့အပြီလာစနေရနေ့မှာထိုင်းနိုင်ငံကနေရအနံမှာဆောက်ခရန်တကြံပွဲတော်ကိုစတင်ဖွင့်လှစ်ကျင်းပနေပြီပဲဖြစ်ပါတယ်။အစင်လာကြီးမားတဲ့မြမရိုရာတကြံပွဲတော်ကိုတော့အပြီလာ7ရက်နေ့ကနေ16ရက်နေ့အထိတနိုင်ငံလုံးအတိုင်းအတာနဲ့ကျင်းပပြုလုပ်တာဖြစ်ပြီးထိုင်းနိုင်ငံကဆောက်ခရန်ပွဲတော်ကတော့အပြီလာ7ရက်နေ့ကနေ16ရက်နေ့အထိကျင်းပပြုလုပ်တာပဲဖြစ်ပါတယ်။ ထိုင်းနိုင်ငံရဲ့ဆုံခွဲတကြံပွဲတော်ဟာမြန်မာနိုင်ငံလိုနေရာအနှံ့မှာကျင်းပတာမျိုးမဟုတ်ပေထိုင်းနိုင်ငံဘန်ကောက်မြို့ထဲမှာဆိုရင်နေရာတိုင်းမှာရေပက်ရေကစားနေကြတာမျိုးမဟုတ်ပေတတ်မှတ်ထားတဲ့ area တွေမှာပဲရေကစားခွင့်ပြုတာဖြစ်ပါတယ်ဘန်ကောက်နဲ့အနည်းငယ်အလံဝေးတဲ့တခြားသောရပ်ကွက်တချို့မှာတော့မြန်မာနိုင်ငံမှာလိုကလေးတွေရေပက်ကစားနေကြရတာကိုမြင်တွေ့ရမှာလည်းဖြစ်ပါတယ်မြမယူရတကြံမှာတော့မြမယူရတနခါကိုလိမ့်ပေးတဲ့အလေးထားတစ်ခုရှိပြီးခိုင်းနိုင်ငံတကြံကတော့ပေါနာမုံခဲတွေကိုအတုံးများပြီ ီအဆိုပါပေါင်နာမုန့်ဂဲတွေကိုရေပုံထဲမှာထည့်ဖြောကဖြတ်သွားတဲ့သူတွေရဲ့မျက်နှာကိုလိုက်တော့ကြတာပါ ယခုနှစ်2025ခုနှစ်မှာကြာရောက်မယ့် APL 73ရက်နေ့ကနေ76ရက်နေ့အထိမြမရိုရာတကြံပွဲတော့ကတော့ထင်ထားသလိုဖြစ်မလာခဲ့ပေ Bachelor 28ရက်နေ့မှာလောက်ခတ်ခဲ့တဲ့အင်အားပြင်းကလေးကြောင့်မြမနိုင်ငံရဲ့တကြံပွဲတော့မှာအပျော်ဆုံးလို့ပြောလို့ရတဲ့မန္တလေးမြို့ကလည်းထိခိုက်ပျက်စီးမှုများစွာရှိခဲ့တာကြောင့်တကြံပွဲကိုဆင်နွှဲဖို့အတွက်မိသားစုမစုံလင်တော့တဲ့သူတွေရှိသလိုအိုးအိမ်တိုက်တာတွေပျက်စီးသွားလို့စိတ်ညှိုးနှိုင်းနေရတဲ့သူတွေလည်းအများများရှိနေခဲ့တာဖြစ်ပါတယ် ဒါပေမဲ့မြန်မာနိုင်ငံရဲ့အင်ဂျင်ချင်းနိုင်ငံတစ်ခုဖြစ်တဲ့ထိုင်းနိုင်ငံမှာတော့ဆွန်ခွဲတကြံပွဲတော်ကိုပျော်ပျော်ပါပါနဲ့စတင်ကျင်းပနေပြီပဲဖြစ်ပါတယ်။ထိုင်းနိုင်ငံရဲ့ဆွန်ခွဲပွဲတော်ဟာကမ္ဘာအမွေအနှစ် UNESCO စီးရင်ဝင်တဲ့ပွဲတစ်ခုအနေနဲ့သတ်မှတ်ထားပြီးထိုင်းအစိုးရကလည်းအဆိုပါပွဲမှာနိုင်ငံသားဝင်ငွေအများဆုံးရရှိအောင်အစွမ်းကုန်စူးစမ်းပြင်ဆင်ထားတာလည်းဖြစ်ပါတယ်။